မင်္ဂလာပါအားလုံးကိုစိတ်နှကြမ်းမှချမ်းသာကြရွေးပေးခင်ကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့ဘုန်းကြီးအဆိုပြီးရင်အကောင်းလာမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်ဒီသန္တရာကလုဖို့အတွက်တော်မှယောဂီပုဂ္ဂိုလ်တို့ဆိုတာအပြင်းထန်စ조사အားထုတ်ကြရတာရလက်တိုင်းရလက်တိုင်းဒီ조사အားထုတ်မှုအပေါ်မှာမူတည်တယ်ဒါကြောင့်조사နေရမယ်ဒီတော့ဘဝဆိုတာက အမြဲတမ်းကြိုးစားနေခြင်းတိုက်ပွဲဝင်နေခြင်းနဲ့ပတ်သက်တယ်။အရှိကိုဆက်သွာနေဖို့အရာအတွက်အင်မတန်အရေးကြီးတယ်။အလျှော်ပေးခြင်းစိတ်တွေဖြစ်တယ်ဆိုလို့ရှိရင်ကိုကိုကိုပြန်အားပေးရမယ်။ဘယ်တော့မှအလျှော်ပေးဖို့မစင်စားနဲ့။ရောစကဆိုယိုးစကားတွေလည်းရှိကြတယ်အားပေးတဲ့စကားတွေပေါ့။ဟောမိုးရပြီးရင်တတန်လာမယ်။မုန်တိုင်းပြီးလို့ရှိရင်တည်ငြိမ်မှုရောက်လာမယ်။ညပြီးရင်မနက်ရောက်လာမယ်။အဆုံးတစ်ခုပြီးရင် အသစ်တစ်ခုပြန်စမယ်အဲ့ဒီလိုဆိုတော့ဒီလိုမျိုးဆိုရိုးစကားတွေနဲ့ကိုယ့်ကိုယ်ကို ပြန်ပြီးတော့အားဖြစ်အောင်လို့ကိုယ်စိတ်ကိုပြန်မြင့်တင်ပေးရတယ်လူဆိုတာစိတ်တကြတတ်တဲ့တတဝါမျိုးဖြစ်ပေမဲ့လို့ကိုယ့်ကိုယ်ကိုလည်းပဲစိတ်တမြင့်အောင်ပြန်ပြီးတော့မြင့်တင်နိုင်တဲ့လူစားမျိုးတွေဖြစ်တယ်ဒါကြောင့်ဘဝကိုအရှုံးမပေးရအောင်အရှုံးပေးခြင်းတဲ့စိတ်မျိုးဝင်လိုက်လို့ရှင်အရှုံးသမားဖြစ်သွားတာပဲ။ အရှုံးမပေးဘူးဆိုရင်ဒါနိုင်မဲ့အနိုင်ရမဲ့သူတယောက်ဖြစ်သွားတာပဲဘဝမှာဆုလတ်ဆိုတာအမြဲရှိတယ်အဲ့ဒီဆုလတ်ကကြိုးစားနေတဲ့သူတွေအတွက်ပဲအခက်ခဲတွေကြားတဲ့ကပဲအခွင့်အရေးကိုရှာကြရတာပဲလူတိုင်းကဒီလိုပဲရှာဖွေနေကြတာကိုယ်မတောင်းဝင်တဲ့အများကြီးရှိနေကြတော့လဲဖြည့်ရှင်းစရာပြဿနာတွေရှိနေကြတော့လဲထွက်ပေါက်တစ်ခုကိုတော့အမြဲရှာနေကြတာပဲရှာရင်တွေ့တယ်မရှာရင်မတွေ့ဘူးဒါကြောင့်ရှာနေဖို့လဲလိုသလို တခုခုလုံနေဖို့လဲလို့တယ်။ဘာမှမလုပ်ဘဲနဲ့ထိုင်နေလို့ကတော့ဘာကုန်မှလည်းမျောလင်းလို့မရဘူး။ဒါကြောင့်တခုခုလုံနေရမယ်။ဘဝအတွက်ကတော့မလုပ်လို့မရဘူး။လုပ်ကိုလုံနေရမယ်။ကြိုးစားနေရမယ်။အဲ့တော့စွန့်လွတ်မယ်။တော်ပြီဆိုတဲ့စိတ်တကြဆိုတဲ့အရာမျိုးအစိုးအမြင်နဲ့ကြည်ပုံမျိုးသုံးသပ်ပုံမျိုးဘယ်တော့မှမလုံမိစင်းနဲ့ကို့မှာဘဝရှိသေးတယ်။ကို့မှာရှည်လျားတဲ့ခရီးကြီးကိုရှောက်ရအောင်မယ်။ ဲ့တော့ဘလို့ပဲဖြစ်ပါစေနေ့စဉ်နေ့တိုင်းမှာတက်ကြွတဲ့စိတ်နဲ့ပဲကြော်ဖြတ်သွားမယ်အခက်ခဲဆိုတာလူတိုင်းမှာရှိတယ်လူမှုရေးပြဿနာဆိုတာလူတိုင်းမှာရှိတယ်အဲ့ဒီပြဿနာတွေကိုဒါအမြဲတမ်းထောက်ပြပြောဆိုနေမယ်ဆိုရင်တော့ဘယ်ကောမှလည်းရောက်မှာမဟုတ်တော့ဘူးဘာမှလည်းလုပ်လို့ရတော့မှာမဟုတ်ဘူးနေ့စဉ်နဲ့အမြ၊မြည်တွားရင်စိတ်ညစ်ရင်လည်းပဲကုံဆုံးသွားလိမ့်မယ်အဲ့ဒီတော့ဒီအောင်မြင်ဖို့အတွက်စူးစမ်းသည်ပဲဖြစ်ပါစေအစဉ်ပြေဖို့စူးစမ်းသည်ပဲဖြစ်ပါစေ ယခုလက်ရှိကြုံနေတဲ့အခက်အခဲတွေထဲမှာကို အခွင့်ရေးဆိုတာကိုရှာကိုရှာတက်ရှာတက်ရမယ်ဆိုတဲ့ဥစ္စာ စကားပြောတော့လွယ်တယ်တကယ်ရှာကျင်တဲ့လူဆိုလို့ရှိရင်လည်းရှာတွေ့ကြတာကြီးပဲအဲဒီတော့အခွင့်ရေးဆိုတာတွေကနေရာတိုင်းမှာရှိတယ်တကယ်ပြဿနာတွေထဲမှာကိုအခွင့်ရေးဆိုတာရှိနေတတ်တယ်အခက်အခဲတွေဆိုတဲ့အထဲမှာကိုအခွင့်ရေးဆိုတာရှိနေတတ်တယ်တွေ့အောင်ရှာပါတွေ့အောင်ရှာပြီးတော့တစ်ခုခုကို လုံရင်းဖြင့်ကိုမျောလင်းတဲ့အရာကို ဆောင်စားပါအချိန်ကျရင်ရောက်လာလိမ့်မယ်မိုးရွာပြီးတက်တန်ပေါ်တာပဲအဲ့တော့အာလျှော့မဲ့အရာတွေကို အာယော့စေမဲ့အရာတွေကိုမတွေးနဲ့အာယော့စေမဲ့အရာတွေကိုနားမထောင်နဲ့အာတက်စေမဲ့အရာတွေကိုသာ တွေးခေါ်မိမိကိုယ်ကိုအမြဲတမ်းစိတ်ဓာတ်မြင့်တင်ပေးအမြဲတမ်းမြင့်တင်ပေးဖို့လိုတယ်ဒီလောက်ပြဿနာကတော့ကြော်ဖြတ်နိုင်တယ်ဒီလောက်ကတော့အေးအေးဆေးဆေးကြော်ဖြတ်သွားမယ်မမှုဘူးဆိုတဲ့စိတ်မျိုးကိုထားရတယ် ဒီတော့မှလည်းကြောဖြတ်နိုင်ကြတာမဟုတ်ရင်အရှုံးသမားတွေရဲ့ကြည်ပြန်များလာလိမ့်မယ်ဘဝဆိုတာအရှုံးလေးဖို့မဟုတ်ဘူးဘဝဆိုတာတိုက်ပွဲဝင်နေဖို့ဒါကြောင့်ကိုယ့်ရဲ့ဆိုင်ရာဆိုင်ရာဘဝတွေအတိုင်းလောကလောကီအတွက်ပဲဖြစ်ပါစေလောကုတ္တရာအတွက်ပဲဖြစ်ပါစေစူးစမ်းမှသာရတာဖြစ်တဲ့အတွက်ကြောင့်မချော်တော့လုံလနဲ့စက်တာစူးစမ်းပါဘယ်တော့မှစိတ်တက်ကြမဲ့စကားမျိုးမပြောနဲ့ဘယ်တော့မှစိတ်တက်ကြစေမဲ့အရာမျိုးတွေမတွေးနဲ့ဖြစ်ကိုဖြစ်စေရမယ် အဲ့တော့ဒေဂါမတေရောဇွဲလည်းမလျှော့ဘူးမျောနေချက်ကိုလည်းမပြည့်စည်စေရဘူးလုံနိုင်တာတကုတ်ကုလုံနေရင်လည်းဆက်လျှောက်သွားမယ်အဲ့ဒါကိုပဲပြီးပြည့်စုံတဲ့ဘဝလို့ခေါ်ရတာပဲစပ်ပြီးတော့စူးစမ်းပါဘယ်တော့မှလည်းစိတ်တမကြပါနဲ့စိတ်တကြစေမယ့်အရာမှန်သမျှကိုခေါင်းထဲကထုတ်ပြစ်လိုက်ပါတက်တက်ကြွကြွနေပါ ကုသိုလ်စိတ်နဲ့အေးအောင်နေပါအေးချမ်းပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်အဲဒါကြောင့်ကဘာသူကဘာသားအပေါင်းမိမိစူးစမ်းတဲ့အရာများကိုစူးစမ်းနေရင်ဖြင့် အနာဂတ်မှာအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ။